ီနေ့ဗီဒီယိုလေးမှာတော့ဘလူပေးချင်းဆိုတဲ့ကောင်းစင်လေးနဲ့ပြန်လည်ပြီးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အထူးသဖြင့်အမျိုးသားမျိုးစိတ်ဝင်စားမယ့်အရာဖြစ်ပါတယ်။ယောက်ျားတွေအကြိုက်ဘလူပေးတဲ့အကြောင်းပဲဖြစ်ပါတယ်။ဘလူပေးတယ်ဆိုတာကပါလေ။နားလေလွယ်အောင်ပြောရရင်တော့ယောက်ျားရင်ကကိုပစနဲ့တာရအောင်လုပ်ပေးတာဖြစ်ပါတယ်။ ဲဒီလောက်ဆိုရင်နားလည်ကြမှာပါနော်ဘလွေကိုအများအားဖြစ်လို့စောမှုရွေတာဖြစ်ပါတယ်ဘလွေပြီးတဲ့အခါမှာဆဆချင်းအလင်းစလိုကြီးတော့မလို့အတင်းပါဘူးနော်ပထမအင်္ဂါထိတ်ဖြားလေးကိုရှာဖြားလေးနဲ့တူရချင်းငုံပေးချင်းအဖြစ်စအတင်းပါတယ်နောက်မှဖြဖြချင်းကိုလုတ်နိုင်သမျှရှိတူနောက်ဆုတ်လုတ်ပေးပါလုတ်ပေးခါစမှာတော့ဖြဖြချင်းနဲ့နောက်မှအချိန်တူးသွားရင်ပြေဆုံးချင်းကိုရောက်နိုင်ပါတယ် အဲ့ဒီမှာတခုရှိတာကတော့ပလွေပေးတဲ့အခါမှာပစက်ကြီးမဟုတ်ဘဲနဲ့လက်အကူအငီကိုလည်းပါယူပြီးတော့တာယာမှုကိုမြင့်တင်ပေးနိုင်ပါတယ်။မျက်စိထဲမြင်အောင်ပြောရရင်ပစက်ကထိပ်ပိုင်းနဲ့အလဲကိုစုပ်ပေးနေရင်နဲ့လက်ကအရင်ပိုင်းကိုဆွဲချပေးတာပွတ်တိတ်ပေးတာနယ်ပေးတာမျိုးလဲလုပ်ပေးသင့်ပါတယ်။လင်ငင်ကာကိုစုပ်ပေးတာကြီးမျိုးမဟုတ်ဘဲနဲ့ရှာကိုပါကစားပေးခြင်းဖြင့်မိမိအပေါ်ကိုပိုပြီးအချိန်တက်ပြီးတော့ ကောင်းဝင်စွာခံစားရစေမှာဖြစ်ပါတယ်။လိင်္ကာကို အရင်ကနေအဖျားအဖျားကနေအရင်ထိရှာနဲ့ဆွဲကစားပါရက်ပေးပါဒီနေရာမှာလိင်တန်ရဲ့အောက်ဖက်တုပ်ကျော်ရှိတဲ့နေရာအထက်တွေ့အရတာကိုခံစားနိုင်ဆုံးမလို့လိင်တန်အောက်ဖက်ကနေလန်ပြီးတော့ဥကနေလိင်တန်ဖျားကိုရှာဖျားနဲ့ပွဆွေရှင်ဟာယောက်ျားတွေအတွက်ခံစားမှုကိုပေးနိုင်ဆုံးဆိုတော့ကိုတည်ထားစေချင်ပါတယ်။ ရက်ပေးနေရင်နဲ့ကပ်ပဲအိတ်နှလုံးကိုတလက်ချင်းစီဆွဲဆုပ်ပေးပါတလုံးကိုဆုပ်ပေးနေတော့နောက်တလုံးကိုငုံထားလို့လဲရပါတယ်ဒီရရတာကိုတော်တော်များများကကြိုက်တတ်ကြပြီမဲ့မကြိုက်တဲ့အသူတွေလည်းရှိပါတယ်ဒီနေရာမှာအဆုတ်မကြမိဖို့တော့လိုအပ်ပါတယ်ရွှေဦးလေးကတိအထိမခန္ဓာမှုအင်းငင်တာတာလေးပြုစုပါမဟုတ်ရင်အန်တက်တော်ပြီးတော့ fear out တော်တတ်ပါတယ် ယောက်ျားလေးတွေအင်္ဂါမှာယောက်ျားလေးအများစုကအယအတာခံစားဆုံးအဖြစ်ကြဆုံးနေရာတွေကတော့အင်္ဂါထိပ်ဖြားအပေါက်ငယ်လေးကိုရှာနေမထီတထီလေးထိုးပေးတာကအယံကိုဖီလ်စေပါတယ်နောက်တစ်ခုကတော့အင်္ဂါထိပ်ဖြားနေရာကအဖိုနဲ့အင်္ဂါစစ်ထားတဲ့နေရာလေးပါအဲ့ဒီနေရာလေးကိုခတ်ပင်းပင်းလေးရှာနေဖိရပေးရင်ခန္ဓာကိုယ်လုံးရှိအကျိုးပေါင်းစုံမှာအပိုတွေထွက်လာတဲ့လိုမျိုး တကူလုံးကူလာကအမြင့်ဆုံးအရာတာကိုခံစားရအစီအမဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ရောက်ကြရင်ကကိုအဆုံးထိပစတ်သေးထိုးသွင်းတာပဲဖြစ်ပါတယ်။ပစတ်သေးတင်မကပဲနဲ့အာခေါင်သေးထိရောက်တတ်တာဖြစ်ပါတယ်။ဒါကိုဆဆလုတ်ချင်းမလုတ်ဖို့ငင်းတတ်ကြပါတယ်။အဲ့ဒီလိုလဲချောင်းထိငုံပြီးဖို့လုံနိုင်အောင်ဘယ်လိုလိကျင်းရမလဲဆိုရင်အရင်ဆုံးမလုတ်ခင်အသက်ကို ပြင်းပြင်းရှို့ပေးပါဖြည်းဖြည်းအောင် ရအောင်ပတ်ဆက်ကိုတတ်နိုင်သမျှတူးလုတ်သွားပါလှုပ်ခါဆမှာတော့လှုပ်နေတလောက်လှုပ်ပြီးတော့တဖြည်းဖြည်းချင်းစီတူးသွားပါအတင်းကြီးထိုးထည့်ရင်အာခေါင်ကိုထိမိပြီးတော့အစာတွေအန်ထွက်လာတာမျိုးဖြစ်တတ်ပါတယ်အာခေါင်အဆုံးထိထည့်နိုင်အောင်လေ့ကျင့်လို့ရပါတယ်ဒီလိုအဆုံးထိအာခေါင်ထိထိုးသွင်းရင်စက်တိုက်အများဆုံး၄-၅ခါထိပဲလှုပ်နိုင်ကြပါတယ်ဒါဆိုရင် တော်တော်လုံလောက်နေပါပြီပေါ့နော်ဒီခန်းစားချက်အရတာကအရန်ကိုမိုက်တလို့ယောက်ျားလေးတွေကလိုချင်ကြပါတယ်မင်းကလေးတွေအနေနဲ့လေ့ကျင့်ချသင့်ပါတယ်အဲ့လိုလေချောင်းထီထိုးသွင်းပေးမယ်ဆိုလို့ရှိရင်ပြည်တော်မြန်တက်ကြပါတယ်လေ့ကျင့်ထားခြင်းတဲ့ဆိုရင်တော့ပိုစီပေါင်းအရှိအသီးကိုလီမုတ်ပြီးအသုံးပြုလေ့ကျင့်နိုင်ပါတယ်ယောက်ျားလေးအများစုက ယောက်ျားလေးအင်္ဂါမှာအထည်ချင်းဆုံးအဓိကနေရာလေးတွေရှိပါတယ်။အဲ့ဒါနေရာလေးတွေကတော့ခုနကပြောသွားခဲ့တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ယောက်ျားတွေရဲ့လေအင်္ဂါကိုပေးခြင်းဟာနည်းနည်းခက်နိုင်ပါတယ်။ဒါပေမဲ့လှုပ်ပေးနိုင်ရင်တော့ယောက်ျားလေးတွေကချိန်နဲ့တက်ပြီးတော့လက်ချောင်းထိငုံပြီးမှမှုတ်ပေးဆုပ်ပေးမယ်ဆိုလို့ရှိရင်အပြင်းမြန်တက်ကြပါတယ်။ဒီခါလောက်လို့ပြေးနိုင်ရင်တော့အမျိုးသားတွေအနေနဲ့သူ့ရေထွက်သွားတာမျိုးလက်ရှိနိုင်ပါတယ်ပေါ့နော် လွေပြီးနေတော့ကိုယ့်ရဲ့အဖော်ကိုမျက်လုံးလေးလန်ကြည့်ပေးခြင်းမျိုးကလည်းတာယာမှုကိုမြင့်တက်စေပါတယ်ပြောရရင်တော့အရန် feel တက်စေမှာဖြစ်ပါတယ်ဘလွေဖြင့်ပြီးဆုံးခြင်းဘလွေနဲ့ပြီးတယ်ဆိုတာနှမျိုးရှိပါတယ်တခါတည်းဘလွေပြီးနေရင်ပြီးတာနဲ့လင်းဆက်ဆန်လို့ပြီးခါနေမှပဆက်သေးသေးကြတာမျိုးလည်းဖြစ်ပါတယ်ဒီမှာတခုတတိပြုတ္တန္တာက ပြပြချင်းပတ်သက်သေးကစွဲမထုတ်သင်ပါဘူးเนาะတစ်ချက်နှစ်ချက်ထပ်ဆုပ်ပြီးတော့ဒါမျိုးကယောက်ျားလေးတွေပို့ပြီးတော့ကြိတ်တက်ကြပါတယ်အရင်လိုချတာမချတာကတော့ခုသဘောနဲ့ကိုဖြစ်ပါတယ်အဓိကအရေးကြီးတာကတော့အရေးပန်းထွက်ပြီးမြောက်သွားပြီးဆိုတာနဲ့နေအင်္ဂါကိုပတ်သက်သေးမှာစွဲမထုတ်သေးပဲနဲ့တစ်ချက်နှစ်ချက်ထပ်ဆုပ်ပြီးချင်းက မမိတင်ပါဘူးเนาะပလူပြရမယ်အနေအထားအကောင်းဆုံးအနေအထားကလင်ဒန်အောက်ဖစ်က ရှာဘောမှာရှိနေခြင်းလင်ဒန်အောက်ဖစ်ကတုတ်ကြောကယောက်ျားအတွက်အရသာခံစားတဲ့ပူမူရရှိနိုင်တဲ့နေရာဖြစ်လို့ရှာဖက်မှာရှိဖို့လိုအပ်ပါတယ်နောက်တနည်းကတော့မတရက်နေပြီးတော့လို့ပြီးမဲ့သူကအတူထောက်ရင်းပလူပြတာမျိုးအဲ့ဒီအချိန်မှာစပင်ကိုဆွဲခိုက်ပြီးတော့လောက်ခိုင်းတာမျိုးကိုသဘောကျနေတတ်ကြပါတယ် ပလူပြီးတဲ့နေရာမှာရှောင်တင်တာကတော့သွားနဲ့မထီအောင်အသက်နိုင်ဆုံးရှောင်ပါဆက်ဆက်ချင်းလှုပ်တဲ့လူအတွက်တော့ထိကောင်းထိနိုင်ပါတယ်နောက်ပိုင်းမှာပူပြီးတော့ကျွမ်းကျင်လာမှာပါပလူပြင်းပြီးဆုံးချင်းဟာတချို့သောယောက်ျားတွေချိန်နေတကြပြီမဲ့မနစ်သက်တဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်တယ်ဆက်လက်ပြီးမှအားပေးကြပါ like share subscribe လေးကိုလည်းနှိပ်ပေးကြပါနော်